မြစည်းမပြည်သက်များအားလုံးပဲမင်္ဂလာပါဇွန်လ25ရက်နေ့ည9:00နာရီတမြစည်းမ Prime Time မြစည်းမသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်းခမ်းပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့မော်ချီမြို့နယ်ခဲတွင်ဘုံကျဲတိုက်ခိုက်ခံရပြီးလူ6ဦးထပ်မံတေဆုံးတဲ့သတင်းကြောက်ဖြူကစစ်ကောင်စီရဲ့တပ်ရင်းတစ်ခုတပ်ပြက်လူနှိပါဖြစ်နေပြီးရဲတပ်ရင်း32ကတပ်သား10ဦးထပ်မံထွက်ပြေးတဲ့သတင်းမင်းလာမြို့နယ်အရှိချမ်းကြီးွာတွေကိုစစ်ကောင်စီတပ်ကမိထက်ရှို့တဲ့အကြောင်းနဲ့ အပြစ်ခတ်ရက်စဲရေးကိုချိုးဖောက်တာကြောင့်အစ္စရေးနဲ့အီရန်ကိုထရန့်ကျင်းမောင်းတဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုံစင်းလုံးနဲ့တခြားရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။မော်ချီမြို့နယ်ခဲတွင်ဘုံကျဲတက်ခိုက်ခံရပြီးလူ၆ဦးထပ်မံတေဆုံးတဲ့သတင်းနဲ့ဆက်လက်အောင်ပါ။တော်လိုင်းတပ်ဖွဲ့တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့ KNI ပြည်နယ်မော်ချီမြို့နယ်တောင်ပေါ်ရွာကခဲတွင်ကိုစစ်ကောင်စီကဒီကနေ့ဇွန်လ25ရက်မနက်7:00နာရီခန့်မှာလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ အဲ့လိုဘုံကျဲတိုက်ခိုက်မှုကြောင့်လူ6ဦးထပ်မံနေတေဆုံးခဲ့ပြီးပိတ်မိနေသူတွေကိုဆက်လက်ကဲထုတ်နေရတယ်လို့ဒေသခံတွေကပြောပါရယ်။ဘုံကျဲတိုက်ခိုက်မှုဟာတောင်ပေါ်ရွာအောက်ဖက်ချမ်းကခဲတွင်းပေါ်တိုက်ရိုက်ကြရောက်ပေါက်ကွဲခဲ့တာပါ။လက်ရှိမှာဖောင်းဆောင်မြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားနေပြီးမော်ချီမှာတော့တိုက်ပွဲမရှိဘဲဘုံကျဲခံရတာလို့ဒေသခံတူကဆိုပါရယ်။ ဖားဆောင်ဘက်ကိုသွားကျဲရင်းတဲ့အပြံမှာပြည်သူကိုကျဲသွားတယ်ထင်ပါတယ်။ခဲချင်းမော်တက်တက်ကြတယ်။အဲ့ဒီခဲချင်းကလူကြီးလည်းများတယ်။ကြကြချင်းတော့လူ6ယောက်9ယောက်တည်တယ်လို့မိတ်ဆွေတွေကပြောပြပါတယ်။အခုခဲချင်းကပိတ်မိသွားတော့အထဲမှာရှိတဲ့လူတွေကိုကယ်ဖို့လုပ်နေပြီလို့ဒေသခံကပြောပါတယ်။ပုံကျဲခံရချင်းခဲတွင်းမှာအလုတမား20ကျော်ရှိပြီးအများစုဟာအမျိုးသားတွေဖြစ်ပေမဲ့လည်းတေဆုံသူတွေထဲမှာအမျိုးသမီးတွေလည်းပါဝင်ခဲ့ပါတယ်။ တေဆုံးသူစီရင်အတိအကျကိုမြစည်းမကဆက်လက်စုံစမ်းနေစေဖြစ်ပြီး Job for Care အဖွဲ့ကတော့ထိခိုက်တေဆုံးသူအနည်းဆုံး22ဦးရှိတယ်လို့ဆိုထားပါတယ်။မော်ချီမြို့ဟာခဲမဖြူနဲ့အပြိုက်နဲ့တပ်တုထွက်ရှိရာဒေသဖြစ်ပြီး2024ခုနှစ်ဇန်နဝါရီလ29ရက်နေ့မှာ KNY တော်လှန်ရေးတပ်ပေါင်းစုကတင်ပိုက်ထားတာပါ။ အခုဘုံကျဲခံရတဲ့နေရာဟာ2024ခုနှစ်ဧပြီလ10ရက်နေ့ကစစ်ကောင်စီကိုတော်လှန်တိုက်ခိုက်မယ်လို့ကြေညာခဲ့ပြီးကြေဖြူအဖွဲ့လို့လူသိများတဲ့ KNY မျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ KNSO ရဲ့ထိန်းချုပ်မှုအောက်မှာတည်ရှိပါတယ်ဒီကနေ့စစ်ကောင်စီရဲ့တိုက်ခိုက်မှုဟာမော်ချီဒေသခဲတွင်းကိုပထမဆုံးကြိမ်လေကြောင်းဘုံကျဲတိုက်ခိုက်တာဖြစ်ပြီးခဲတွင်းလုံသားတွေပြောင်းရွှေ့နေထိုင်နေရတယ်လို့ဒေသခံတွေကပြောပါရခင်ဗျာ။ ကျောက်ဖြူမှာရှိတဲ့စစ်ကောင်စီရဲ့တပ်ရင်းတစ်ခုတက်ပြက်လို့နေပါဖြစ်နေပြီးရဲတပ်ရင်း32ကစေဦးထက်မနေထွက်ပြေးတဲ့တရင်ကိုဆက်ရအောင်ပါရခိုင်ပြည်နယ်ကျောက်ဖြူမြို့ကခမရ9လေးနှစ်နဲ့ခမရ9လေး3တက်နှစ်ခုဟာတက်ပြက်လို့နေပါဖြစ်နေပြီးရဲတပ်ရင်း32ကစစ်ကောင်စီတပ်သားစေဦးထက်မနေထွက်ပြေးနေတယ်လို့စီရေးတရင်မြစ်တွေစီကတီးရပါတယ် ဒါအပြင်ခမရ9လေးနှစ်အနီးကြောက်တလုံးကိတ်မှာလည်းလုံုံရေးအတွက်စစ်ကောင်စီတပ်သားတွေမရှိတော့ဘဲရဲတပ်ဖွဲ့တွေသာရှိတော့တယ်လို့သိရပါဗျ။ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေထဲမှာစစ်သားစုဆောင်ခံထားရတဲ့လူတစ်တွေလည်းပါဝင်ပြီးတချို့ကတော့မြို့ပေါ်ကိုထွက်ပြေးသွားတယ်လို့ CDM ဘိုးကြီးစင်ယောကပြောပါရယ်။တချို့ကတော့အာရခတပ်တော် AA ဘက်လွတ်မြောက်လာသူတွေလည်းရှိခဲ့ကြောင်းသိရပေမဲ့အတိပြုဖို့ခက်နေတယ်လို့သူကဆိုပါရယ်။ တိုက်ပွဲတွင်စစ်ကောင်စီရဲ့အကြီးအကဲတွေအပါအဝင်တပ်သားတိုက်ဆုံသူများပြားလာတဲ့အတွက်ခမရ၅လေးနှစ်နဲ့၅လေးသုံးတပ်တွင်းမှာမငြိမ်မတက်ဖြစ်စဉ်တွေရှိကြောင်းလဲဒေတာတွင်စီရေးတရင်မြစ်တူကမျက်စီမှောက်ပြောထားပါဗျ။ကြောက်တလုံးကိမှာရဲတပ်ဖွဲ့ဒေတာရှိတော့ပြီးရဲတပ်ရင်း32ကနေတပ်သားတွေထွက်ပြေးတဲ့ဖြစ်စဉ်ဟာမှန်ကန်တယ်လို့ကြောက်ဖြူမျိုးကန်တူကလည်းအတည်ပြုထားပါဗျ။ ကြောက်ဖြူမျိုးပေါ်ရက်ွက်တွေကိုထွက်ပြေးလာတဲ့တပ်သားတွေကိုလက်ခံထားတဲ့အင်ရှင်တွေကိုလည်းစစ်တပ်ကဝင်ရောက်စီးနှင်ပြီးဖမ်းဆီးနေတယ်လို့ရခိုင်အခြေစိုက်သတင်းဌာနတချို့မှဖော်ပြထားကြပါဗျ။ကြောက်ဖြူမျိုးဟာပြီးခဲ့တဲ့ဇွန်လ22ရက်နေ့အထိတိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်စစ်ရှင်တက်နေတာဟာ၃ရက်ရှိပြီဖြစ်ပါတယ်။ဒါဟာအဝကတပ်တော်ဘက်ကစစ်ရေးပြင်ဆင်တဲ့အနေအထားကြောင့်တိုက်ပွဲအရှိန်အေးနေတာဖြစ်နိုင်တယ်လို့စစ်ရေးသတင်းမြစ်တွေကယူဆနေကြပါဗျ။ အေအနေနဲ့ရခိုင်ပြည်နယ်ကအနောက်ပိုင်းတိုင်းစစ်ထဏာချုပ်နာပါခအပါဝင်မြို့ဆလီမြို့ကိုတင်ပိုက်ထိန်းချုပ်ထားပြီးပင်လယ်ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့စစ်တွေကြောက်ဖြူမန်အောင်တို့ကိုဆက်လက်တင်ပိုက်ဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်ခင်ဗျာမင်းလာမြို့နယ်အရှိချမ်းကကြေးရွာတွေကိုစစ်ကောင်စီတပ်မိထက်ရှို့တဲ့အကြောင်းကိုပြောပြပေးပါမယ် ပဲခူးတိုင်းမင်းလာမြို့နယ်အရှိချမ်းခွတ်မကြီးရွာနယ်ကျွဲမကိုင်းကြီးရွာတွေကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးနေအိမ်တွေကိုမိရှို့ဖျက်ဆီးနေတာကြောင့်ဒေသခံတွေထွက်ပြေးနေရတယ်လို့မင်းလာမြို့နယ်ပကဖစီကတရားဝါတယ်။ဒီကနေ့ဇွန်လ25ရက်မနက်9:20မိနစ်အချိန်မှာခွတ်မကြီးရွာနေ့လယ်12:30မိနစ်အချိန်မှာကျွဲမကိုင်းကြီးရွာတွေကနေအိမ်တွေကိုမိရှို့ခဲ့တာလို့မင်းလာမြို့နယ်ပကဖတာဝန်ရှိသူကပြောပါတယ်။ ညာကခွက်မရွာကိုလက်နှက်ကြီးနဲ့ထူတယ်အခုမနက်မှဝင်ပြီးမီးရှို့တာဒေသခံတွေကတော့မင်းညက်နေကလေးကပြေးရတာအသက်ကြီးဘိုးဘွားတွေပဲရွာမှာကျန်တယ်ခေါ်လို့မရလို့တေးလဲရွာမှာပဲတေးမယ်ပြောနေကြလို့ခေါ်မရဘူးလို့သူကပြောပါတယ်ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ညနေ4နာရီခန့်အချိန်မှာမင်းလာမြို့နယ်အုတ်တင်းရွာအနီးကစစ်ကောင်စီတပ်ရဲ့စစ်ကွင်းတာစုံစစ်ဆေးရေးဂိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်ဖက်ကအရာရှိတွေအပါအဝင် အများအပြားတေဆုံးခဲ့တာပါ အဲ့ဒီနောက်ဇွန်လ19ရက်နေ့ကစတင်လို့မင်းလာနဲ့အရှိချမ်းကကြေးရွာတွေကိုအင်အား400ခန့် ရှိတဲ့စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာပြီးကြေးရွာတွေကိုတပ်ဖြန့်ပြီးတဲ့နောက်မိရှုဖျက်ဆီးတာတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဟာဇွန်လ20ရက်ကနေဒီကနေ့ဇွန်လ25ရက်နေ့အထိ6ရက်တာကာလအတွင်းမင်းလာမြို့နယ်အရှိချမ်းမှာရှိတဲ့ကြေးရွာ9ရွာကိုမိရှို့ဖျက်ဆီးထားပြီးဖြစ်တယ်လို့သိရပါဗျ။ ဒါ့အပြင်ဒေသခံပြည်သူ22ဦးထပ်မံဖမ်းဆီးခံထားရပြီးဖမ်းဆီးခံထားရသူတွေရဲ့အသေးစိတ်အခြေအနေကိုတော့မသိရှိရသေးဘူးလို့မေလမြို့နယ်ပါကဖတာဝန်ရှိသူကဆိုပါတယ်အဒီစကောင်စီစစ်ကြောင်းကြောင်းမင်းလာမြွနယ်အတွင်းမှာရှိတဲ့ကြေးရွာပေါင်း40ရွာကထောင်နဲ့ရှိတဲ့ဒေသခံတွေဟာဗေလို့ရာကိုထွက်ပြေးနေရတယ်လို့တင်ရရှိပါရယ်ခင်ဗျာ။ညောင်နယ်မှာစစ်ကြောင်းထိုးနေလို့ဒေသခံတွေထွက်ပြေးနေရတဲ့တဲ့ရင်ကိုဆက်ကြည့်လိုက်အောင်ပါ။ မြန်မာနိုင်ငံအလဲပိုင်းမန္တလေးတိုင်းညာဦးမြို့နယ်တဲကခြေရွာတွေမှာစစ်ကြောင်းထိုးခံရတာကြောင့်ခြေရွာ20ထက်မနည်းကပြည်သူတွေဘေးလွရာကိုထွက်ပြေးနေရတယ်လို့ဒေသခံတွေစီကတရားပါတယ်။ပြီးခဲ့တဲ့ဇွန်လ22ရက်နေ့ကစတင်ပြီးညာဦးမြို့နယ်တဲကမကွေးနှက်မောက်သွားကားလမ်းမှာရှိတဲ့ခြေရွာတွေစီစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။အဲ့လိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေကြားမှာလည်းထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ တိုက်ပွဲဖြစ်နေတာစစ်တပ်ဘက်ကအင်အားများတယ်အခုထိတိုက်ပွဲပြင်းထန်နေတော့မှပဲလို့ညောင်မြွနယ်တွေကတိုက်ပွဲမှာပါဝင်တဲ့တော်လိုင်းတပ်ဖွဲ့ဝင်တူကလူမှုနယ်ဥသတင်းဌာနကိုပြောထားပါတယ်လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲအခြေအနေနဲ့မြေပြင်နေရာကိုလုံခြုံရေးအထုတ်ဖော်ပြောကြားထားတာတော့မရှိပါဘူးအင်အား900နီးပါးရှိတဲ့စစ်ကောင်စီစစ်ကြောင်းကြောင့်ကျေးရွာ20ထက်မနည်းကဒေသခံတွေဟာနှီးဆက်ရာနေရာတွေမှာထွက်ပြေးခိုလုံနေကြရပါတယ်ခင်ဗျာ အခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားမှာဖြစ်ပါတယ်။အပြစ်ခတ်ရဲစေးရေးကိုချိုးဖောက်တာကြောင့်အစ္စရေးနဲ့အီရန်ကိုထရန့်ကျိမ်းမောင်းတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ American သမ္မတထရန့်ကအစ္စရေးနဲ့အီရန်အင်္ဂါနေ့ကအပြန်အလှန်တိုက်ခိုက်ခဲ့တာကြောင့်အကြီးအကျယ်စိတ်ပြက်မိကြောင်းထုတ်ဖော်ပြောကြားခဲ့ပြီးနှစ်နိုင်ငံစလုံးကသူတို့ဘာလုပ်နေတာကိုမသိကြဘူးလို့ပြစ်တင်ပြောကြားခဲ့ပါတယ်။ အင်္ဂါနေ့မနက်မှာပြုလုပ်မဲ့နေတိုးထိပ်သည့်အစည်းအဝေးတယောက်ဖို့အင်ဖြူတော်ကထွက်ခွာတဲ့အချိန်ထရန့်ကအခုလိုမှတ်ချက်ပေးကြတာပါ။အစ္စရေးနဲ့အီရန်တို့ဟာဒိန်းလာနေညမှာအပြစ်ခတ်ရက်စဲပြီးတဲ့နောက်ဒုံးကျည်တွေအပြန်အလှန်ပြစ်ခတ်ခဲ့ကြပါတယ်။ကျွန်တော်အစ္စရေးရဲ့လုပ်ရက်ကိုစိတ်ပြတ်မိပါတယ်။ခမရသိပါတယ်။ကျွန်တော်ပြောတယ်အခု7နာရီအပြစ်ရက်ထားတယ်။ပထမနာရီမှာမတိုက်ခိုက်နဲ့လို့ပြောတာနားမထောင်ကြဘူး။ဒါကြောင့်ကျွန်တော်တို့ကိုစိတ်ပြတ်မိတယ်။အီရန်ကိုလည်းစိတ်ပြတ်တယ်။ ဒါပေမဲ့အစ္စရေးကတိုက်ခိုက်ရင်ပိုစိတ်ပြတ်မိမှာပါလို့ထရန့်ကပြောကြားခဲ့ပါတယ်။ကျွန်တော်တို့မှာအချိန်အကြာကြီးပြင်းပြင်းထန်ထန်တိုက်ပွဲဝင်နေတဲ့နိုင်ငံနှစ်ခုရှိတယ်။ကိုဘာလို့လို့လုံနေတယ်ဆိုတာသူတို့မသိကြပါဘူးလို့သူကဆက်ပြောပါတယ်။အစ္စရေးဘုံတွေကိုမကျဲပါနဲ့ဘုံကျဲခြင်းကအဓိကချိုးဖောက်မှုတစ်ခုဖြစ်တယ်။လေယာဉ်မှုတွေကိုအခုပဲအိမ်ပြန်ပို့ပါလို့ Trump က Marine One ရဟယင်မော်တက်ပြီးမကြမီ Truth Social မှာရေးသားခဲ့ပါဗျ။ မိနစ်ပိုင်းကြာမှာအစ္စရေးကအင်္ဂါနေ့မနက်ခင်းတိုက်ခိုက်ဖို့အစီအစဉ်တွေကိုဖျက်သိမ်းကြောင်းသူကကြေညာခဲ့ပါတယ်။အစ္စရေးကအီရန်ကိုတိုက်ခိုက်မှာမဟုတ်ပါဘူး။လေရင်အလုံးကပြန့်လှည့်ပြီးအိမ်ပြန်ပါပြီ။ဘယ်သူမှထိခိုက်မှာမဟုတ်ပါဘူး။အပြစ်ခတ်ရဲစဲရေးကအသက်ဝင်နေပါပြီ။အဲ့ဒီကိစ္စကိုအာယုံဆိုင်တဲ့အတွက်ကျေးဇူးတင်ပါသည်လို့ထရန့်ကရေးသားခဲ့ပါတယ်။တင်းလာနေညမှာထရန့်ကအစ္စရေးနဲ့အီရန်တို့ကြားအပြစ်ခတ်ရဲစဲရေးကိုကြေညာခဲ့ပြီးပြည်ပခါကို၁၂ရက်ကြာစစ်ပွဲလို့ခေါ်ဆိုခဲ့ပါတယ်။ ဒါ့အပြင်အီရန်ကနျူကလ িয়ার စက်ရုံတွေကိုဘယ်တော့ခါမှပြန်လည်တိဆောက်ခွင့်ရလိမ့်မှာမဟုတ်ကြောင်းထရန့်ကရေးသားခဲ့ပါတယ်။ကာတာမှာရှိတဲ့အမေရိကန်ရဲ့လေတပ်စခန်းကိုအီရတ်ကကန့်သက်တိုက်ခိုက်မှုတွေပြုလုပ်ပြီးတဲ့နောက်အမေရိကန်ကအဆိုပြုထားတဲ့အပြစ်ခတ်ရစဲရေးဆိုင်ရာအီရန်ရဲ့သဘောတူညီချက်ကိုကာတာဝန်ကြီးချုပ်ကအာမခံခဲ့ပါတယ်။ အပြစ်ခတ်ရက်စဲကြောင်းကြေညာပြီးမှအီရန်ကအစ္စရေးဘက်ကိုဒုံးကျည်နှစင်းပစ်လွှတ်ခဲ့ကြောင်းအကြီးတန်းအစ္စရေးအရာရှိတူက Fox News ကို အင်္ဂါနေ့မှာပြောကြားခဲ့ပြီး နောက်နာရီအနေငယ်အတွင်းအီရန်ကထပ်မံပစ်ခတ်လိမ့်မယ်လို့ယုံကြည်ပါတယ်လို့ပြောကြားသွားခဲ့ပါတယ်။အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊စက်သုံးစီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ ဒါတွေကိုတော့မျက်စိမှဝိုင်းတော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စဉ်1100ကျပ်ပြင်ပပေါက်စီ4620ကျပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စဉ်1639ဒသမ54ချံပြင်ပပေါက်စဉ်3624ချံယူရောပါတယူရိုကိုစစ်ကောင်စီတတ်မှတ်စဉ်2439ဒသမ26ချံပြင်ပပေါက်စဉ်9394ချံခိုင်းပါတပတ်ကိုစစ်ကောင်စီတတ်မှတ်စဉ်64ဒသမ19ချံပြင်ပပေါက်စဉ်142ဒသမ တနစ်ချီယာမလေးရှားတမင်ကစ်ကိုစစ်ကောင်စီတတ်မှတ်စေ494တတမ86ချက်ပြင်ပပေါင်စေ1094ချက်ပေါင်စေရှိပါတယ်။ပေါ်ပြဘာငွေလဲလဲနှုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုံးတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုံတဲ့အတင်းတတ်မှတ်စေ58သိန်း9000ချက်ပြင်ပပေါင်စေပြင်ပပေါင်စေ80သိန်းချက် 55ပဲတစ်ချက်သားကို ရွှေကုံတဲ့အတင်းသတ်မှတ်စေ55သိန်း21,885ကျပ်ပြင်ပပေါက်စေ85သိန်း4,000ကျပ်ပေါက်စေရှိပါတယ်ပေါ်ပြပါရွှေစုံတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစဉ်တွေကတော့ဒီဇယ်လီတာကို2,500ကျပ်ပရီမီယံဒီဇယ်လီတာကို3,100ကျပ်အော်ဒီနရီဒီတူလီတာကို2,960ကျပ် အောက်တိတ်95လီတာကို3030ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါစသုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတစ်ပိတ်သားကိုစစ်ကောင်စီတတ်မှတ်ဈေး6080ကျပ်ပြင်ပပေါက်ဈေး9000ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ တမျိုးစီမပရိုင်တိုင်းမျိုးစီမသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါကြည့်ရှုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ စည်းမှဒေနာဆက်လက်တင်ဆက်နိုင်မှုတို့အတွက်သင်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်အခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ